တန်ဝန်စင်ဖြစ်စီမဲ့အရာလေးတွေကိုတော့နည်းနည်းတော့ရှောင်တာပေါ့နော်ကိုကိုတိုင်းရှောင်လိုက်တယ်ဗီဒီယိုရိုက်တဲ့အချိန်မှာဒီ model ရှောက်တဲ့ဟာကိုပြန်ပြီးအသုံးချလို့ရရယ်ပေါ့နော်ဘယ်ဟာမှတော့အလကားမဖြစ်ခဲ့ပါဘူးဒီအမှုပညာတွေကိုဝင်နေဆက်ဆက်တွေကဒီနေ့ကကျတော့ main ကလေးအပ်တာလိုရယ်ပေါ့နော်ဒီမှာအပျော်ဆော့ပေးဖို့အတွက်အဲ့လိုမျိုးဆိုအာညီမကိုကိုကြီးကဖိတ်တာနဲ့အညီမလာဆော့ပြစ်တာပါဒီဂျင်းနဲ့ပျော်အစီအစဉ်ကစိတ်ကို relax လေဖြစ်စေတယ်ပြီးတော့ဟိုဆော့ရတဲ့သူလည်း ပျော်ရတယ်လို့ပေါ့နော်အဲကြီးတဲ့ပရိသတ်တွေလည်းပျော်ရှင်ရတယ်ပေါ့နော်ဒီအစီအစဉ်လေးကဟိုပျော်စရာကောင်းတယ်ပေါ့နောက်တစ်ခါလည်းထပ်ဆော့ခြင်းပါတယ်အမှတ်တရလေးရတော့ဟိုအမျိုးမျိုးရှိရယ်ပေါ့နော်ဟိုဖွင့်ရံကုန်မှာအကုန်လုံးကိုထက်အကြီးတွေကြီးပဲပေါ့နော်အကြီးကြီးဆိုအကုန်လုံးရောက်တဲ့ချိန်မှာတင်ပြပေးရယ်ဒီမိသားစုလိုပဲဒီဖွင့်ရံကုန်အဖွဲ့လေးကအဲ့ဒီကနေမှအဲညီမတဖြည်းဖြည်းနဲ့တရုတ်ဆောင်ရင်တရုတ်ဆောင်ရင်ဇလန်းတွဲလေးတွေ MDB လေးတွေမှာတရုပ်ဆောင်ပြစ်တယ်ပေါ့เนาะဟုတ်အဖွင့်ရံကုန်ကဇလန်းတွဲလေးတွေဆိုလို့ရှိရင် ပေါက်တယ်ပေါ့เนาะအဲ1 million view အဲ့လောက်ထိပေါက်တယ်အထက်လဲကျော်တယ်8.4 million ထိအောင်ဖြစ်သွားတယ်ပေါ့เนาะခုဆို7 million လောက်ဒီဖြစ်ပြီနဲ့တွေ့ပြန်မြပေါ့နော်တေချာတော့ပြန်မကြည့်ရသေးဘူးဒါပေမဲ့မီလီယံတိဖြစ်သွားတယ်အဲ့လောက်တိကိုပောက်သွားတယ်ဇလန်းတိုလေးတွေမှာဆိုလို့ရှိရင်လေအဲအဲ့ဒီကာလာတော့ကဇလန်းတိုပို့ပြီးတော့ရိုက်ဖြစ်တယ်အဲရောက်ခမနဲ့ ချွေးမဆင်ပြင်မိသားစုဆင်အဲ့လိုမျိုးတဘာဝကြတဲ့ပေါ့နော်မိသားစုတွေမှာဖြစ်တတ်တဲ့အရာတွေကိုရိုက်တာပေါ့နော်အဲ့လိုဆိုတော့ reality ဆန်တဲ့အတွက်ပြဿနာတွေအားလည်းအားပေးကြရပေါ့နော်အဲ့တော့ဇလန်းတွဲမှာတော့ပို့ပြီး view တွေများပြီးတော့ပောက်ခဲ့ပါတယ်ဇလန်းတွဲကတော့အဲ့ဒီမတ်ချူးလေးနဲ့ယုံတန်းကားမှာပေါ့နော်အဲ့ဒီမှာ မချူးလေးရဲ့လက်ထောက်အနေနဲ့အဲရိုက်ဖြစ်ပါတယ်ကိုဖြိုးဖြိုးစုံရဲ့တို့တငယ်ချင်းမှာအဲပဒစိတ်တစ်ပိုင်းပါဝင်ထားပါတယ်နောက်ဆက်တွဲရညွှန်းဆက်လုတ်သွားမှာကကြတော့ဇလန်းတွဲတို့ဇလန်းတို့လေးတို့ဒီကတ်တလောက်လေးတို့ဒီလုံမြဲတိုင်းမဲ့အဲ၃ခုလောက်တော့ဆက်ပြီးတော့လုတ်သွားခြင်းပါတယ်အဲကြိုးလဲကြိုးစားနေပါတယ် အခြေရေကတော့ဟိုလိုမစင်စားသေးဘူးပေါ့နော်အလုတ်ကိုပဲအအာယုံစိုက်ချင်တာပေါ့နော်အညီမကျတော့အစိတ်ကိုကဟိုတန်ရောစင်တွေ့တာများရတယ်အဲ့အတွက်ကြောင့်တန်ရောစင်ဖြစ်စီမဲ့ຢာလေးတွေကိုတော့နည်းနည်းတော့ရှောင်တာပေါ့နော်ကိုကိုယ်တိုင်ရှောင်လိုက်တယ်ဝါဒနာပါတယ်ကိုဖြစ်ရှင်နေယူတုတ်တဲ့အရာဖြစ်တဲ့အတွက်အခြေရေးကိုတော့ခဏတော့မစင်စားသေးပါဘူး အဲညီမတတိထားမိရာကတော့မြန်မာဝမ်းဆက်လေးနေရတော့ပို့ပြီးတော့လူတိသွားတာတခြားအဲ့လိုအနေဟော့ဖြစ်တဲ့ဟာလေးနေဆိုင်လေးအဲ့လိုမျိုးလေးနေပို့လိုက်တယ်လို့လည်း client နေရပြောကြရယ်ပေါ့နော် cute ဖြစ်တာနဲ့အဲမြန်မာဝမ်းဆက်နေပေါ့အဲ့ဒီနှစ်ခုတော့ညီမတို့ဂျိုက်ဖြစ်တယ်အဲပြီးတော့အဲ့ဒီနှစ်ခုနဲ့ကလည်းပို့ပြီးကိုယ့်အတွက် confidence ရှိရရိုက်တဲ့ချိန်မှာလေ post ပေးရတာလေပို့ပြီးတော့အဆင်ပြေရဲ့အဲ့လိုဆိုညီမအစီမှာတော့အတ်ကြတာတော့အဲ့လိုမျိုးမြန်မာဝမ်းဆက်တို့စွဲသားတို့နည်းနည်းမျက်နှာဆွိဖြစ်လို့လာတော့မသိဘူး cute ဖြစ်တာလေးတွေအဲ့လိုမျိုးလေးတော့များတယ် ဆဆချင်းဝင်ကလေးကညီမမော်ဒယ်လိုင်းကနေစဝင်လိုက်တာကိုဆဆဒီအမှုပညာတဲ့ကိုဝင်လိုက်တဲ့ချိန်မှာမော်ဒယ်လိုင်းကနေစဝင်နေအဲ့မှာဝင်တော့ညီမပြိုင်လိုက်တယ်ပေါ့နော်အပြိုင်တော့ first ဝင်တာရခဲ့ပါတယ် super မြန်မာမှာပေါ့နော်အဲ့ဒီကနေမှတစင်ညီမအမှန်တိုင်းပြောရင်တော့မော်ဒယ်ကိုအရန်ဝါသနာမပါပါဘူးဒီအမှုပညာတဲ့ကိုဝင်ရမှာဖြစ်တဲ့အတွက်ညီမအဲ့ဒီလမ်းလေးကနေဝင်လိုက်ပါတယ်ညီမနားမလဲသေးဘူးပေါ့နော်အဲ့လိုဆိုဝင်လိုက်တယ်ဒါပေမဲ့အဲ့ဒီကနေပြန်ရတာကကြတော့ ဗီဒီယိုရိုက်တဲ့အချိန်မှာဒီ model ရှောက်တဲ့ဟာကိုပြန်ပြီးအသုံးချလို့ရရယ်ပေါ့နော်။ဘယ်ဟာမှတော့အလကားမဖြစ်ခဲ့ပါဘူး။ဒီအမှုပညာတွေကိုဝင်နေဆက်စားတွေကညီမကတော့အမှုပညာတွေကိုဝင်လာတာကသုံးနှစ်အမ်နီးပါး ရှိပါတယ်ပေါ့နော်အဲ့တော့ဟိုချစ်တဲ့ပြိတ္တတွေလည်းရှိမယ်တည်တဲ့ပြိတ္တတွေလည်းရှိမယ်မတည်တဲ့ပြိတ္တတွေလည်းရှိပါတယ်ရှေ့လျှောက်ပြီးဒီအမှုပညာကို ထပ်ပြီးဒီထက်မကပို့ပြီးတော့အများကြီးအာယုံဆိုင်လှုပ်ဆောင်ခြင်းပါတယ်။ဟိုဒီအမှုပညာမှာလျှောက်လန်းဖို့အတွက်ဖန်နေရဲ့အားလေးလေးလိုပါတယ်။အဲ့အတွက်ညီမတို့အားပေးကြပါအောင်လို့မေတ္တာရပ်ခံပါတယ်။